မင်္ဂလာပါရှင်ရန်ကုန်ခေတ်တည်ရမလန့်ခေတ်တည်တွေကိုတင်ဆက်ပေးပါမယ်ရှင်ထိတ်တန်းစစ်ဘိုလ်ချုပ်ကြီးတွေနဲ့တိုင်းမှုတွေကိုအပြောင်းလဲပြုလုပ်လိုက်ပြီးကာဆတာအတင်မှုဒုတိယဘိုလ်ချုပ်ကြီးကိုကိုရခိုင်တိုင်းမှုဘိုလ်ချုပ်ထင်လန်ဦးနဲ့တင်းလိုက်တိုင်းမှုတို့အနာပေးခံလိုက်ရပါတယ်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုလက်တွေ့ကျထိရောက်တဲ့လုပ်ငန်းစဉ်တွေနဲ့တုံ့ပြန်ရန်အတွက် NUG NUCC တို့ကိုတက္ကသများရန်ကုန်နဲ့ကလတတို့ကအဖွင့်ပေးစာထုတ်ပြန်ကတိုက်တွန်းလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကျန်းဖက်စစ်ကောင်စီကထိတ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေတိုင်းမှုတွေကိုအပြောင်းလဲပြုလုပ်လိုက်ပြီးကားစတာတင်မှုဒုတိယဗိုလ်ချုပ်ကြီးကိုကိုရခိုင်တိုင်းမှုဗိုလ်ချုပ်ထင်လန်ဝူတရဲလာရင်တိုင်းမှုဗိုလ်မှုချုပ်ကျော်စွာဦးတို့ကိုရာဟုတာဝန်တွေကနေဖယ်ရှားအနားပေးလိုက်တယ်လို့သိရှိရပါတယ်။အလဲပိုင်းတိုင်းတိုင်းမှုဘွားကနေကားစတာမှုတစ်ဖြစ်လာသူဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး DS38 ကိုကျမ်းမာရေးရာဟုတာဝန်ကနေအနားပေးလိုက်ပြီးကားစတာတင်မှုနေရာမှာ တွေ့ကန်တန်းတိုင်းမူဗိုလ်ချုပ်အောင်ခိုင်ဝင်းတရက်စီတတိစစ်ကိုဒုတိယဗိုလ်ချုပ်ကြီးရာရုကိုတိုးပေးကခန့်အပ်လိုက်တယ်လို့လည်းသိရှိရပါဗါဒေအေကိုစစ်ရှုံးနေတဲ့ရခိုင်တိုင်းမူတို့မအနောက်ပိုင်းတိုင်းစစ်တနာချုပ် တိုင်းမူဗိုလ်ချုပ်ထင်လန်ဦး DS 35ကိုလည်းရာထူးတော်ဝန်ကနေဖယ်ရှားအနားပေးလိုက်ပြီးရခိုင်တိုင်းမူအဖြစ်အမှတ်89တက်မှမူဗိုလ်မူးချုပ်ကျော်ကျော်ဟန် DS 41ကိုရာထူးတိုးပေးခန့်လိုက်တယ်လို့လည်းသိရှိရပါတယ်။ဗိုလ်မူးချုပ်ကျော်ကျော်ဟန်ဟာရခိုင်တိုင်းသားဖြစ်ပြီးရသည့်တောင်ဇာတိကဖြစ်ကအသက်အငယ်ဆုံးနဲ့တိုင်းမူဖြစ်လာသူလည်းဖြစ်ပါတယ်။တင်းလာရီတိုင်းမူသူမဟုတ်ကေရိုတိုင်းစစ်တနာကျော်တိုင်းမူဗိုလ်မူးချုပ်ကျော်စွာကိုအလုတ်တင်22ကိုလည်းရာထူးကနေဖယ် ရှားအနားပေးလိုက်ပြီးကောင်းတန်းတိုင်းမှုအသည့်အဖြစ်အရှိတောင်တိုင်းဆက်တနာကျောက်တိုင်းမှုဘုံမူးကျို့ဆိုမင်တရက်စီ39ကိုပြောင်းရွှေ့ခန့်လိုက်တယ်လို့သိရှိရပါတယ်။စေဦးစည်းတောက်တော်ကျောင်းအောင်ကြီးဘုံမူးကျို့ကျော်လင်းမောင်တရက်စီ40ကိုလည်းအရှိတောင်တိုင်းဆက်တနာကျောက်တိုင်းမှုဖြစ်ပြောင်းရွှေ့ခန့်လိုက်တယ်လို့သိရှိရပါတယ်ရှင်။ မွန်ပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာအကြက်ဖက်စစ်ကောင်စီရဲ့ခိုင်ထောက်လန်းရဲ့အဖွဲ့ဝင်တအုပ်ကိုပြစ်ခတ်တိုက်ခတ်ရမှာပွဲချင်းပြီးတေသွားတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်တရင်ခွန်ရှိတုံညာကတက်ခွဲလေး UG တက်ခွဲဟာတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။မလ22ရက်နေ့မနက်ပိုင်းအချိန်ကကြိုက်ထုံမြို့နယ်ဘူတာလန်းမှာနေထိုင်တဲ့ကောင်းကွတ်တီယိုဆိုင်ပန်ရှင်ဖြစ်တဲ့အကြက်ဖက်စစ်တရဲခိုင်ထောက်လန်းရဲ့အဖွဲ့ဝင်နေမင်းကြီးကိုသူ့ရဲ့ဆိုင်မှာပြစ်ခတ်တိုက်ခတ်ခဲ့ရမှာ ပွဲချင်းပြီးသေသွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီထောက်လန်းရဲ့အဖွဲ့ဝင်နေမင်းကြီးဟာဆက်လက်ပြတပိတ်အဖွဲ့ဝင်လူငယ်တွေကိုတည်င်းထောက်လန်းတာ တော်လန်ရဲ့အဖွဲ့တွေရဲ့သတင်းတွေကိုထောက်လန်းပေးဖို့တာတွေကိုတော်လန်ရဲ့အစပိုင်းလောက်ကလေးကပြုလုပ်ခဲ့တာဖြစ်ပြီးပုံမဆွေးရလာတဲ့အတွက်ကြောင့်အခုလိုရှင်းလင်းလာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်တရင်ခွန်ရှိ395တက်ခွဲလေး UG တက်ခွဲအနေနဲ့ရဲဘော်အစ်စ်တွေတိုးလာတာနဲ့အမျှလိုအပ်ချက်တွေရှိလာတာကြောင့်ပြည်သူတွေအနေနဲ့လည်းကုညီထောက်ပံ့မှုတွေလှုပ်ဆောင်ပေးဖို့မြစ်တာရက်ခတ်နေတယ်လို့လည်းတာဝန်ရှိသူကပြောပြပါရရှင်။ ရှမ်းပြည်နယ်ရဲ့တရင်တပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ဘုံဒီအလုံးပေါင်း100ကျော်ကျဲချတတ်ခဲ့ခဲ့လို့ PNL သတင်းတင်ပြန်ကြားရေးဌာနစီကသိရှိရပါတယ်။မတ်လ20ရက်နေ့ညပိုင်းချိန်ထိစီဆိုင်မြို့ကိုအကြမ်းဖက်စစ်ကောင်စီတဟာအကြောင်းမဲ့ဝိုင်းတွဲလေနဲ့ဘုံဒီပေါင်းအလုံး100ကျော်ကျဲချတတ်ခဲ့ခဲ့လို့လည်းသိရှိရပါတယ်။ဒါ့အပြင်မတ်လ21ရက်နေ့ကလည်းစီဆိုင်မြို့ပေါ်ကိုအကြမ်းဖက်စစ်တဟာ Jet Fighter နဲ့ ပေါင်900ဘုံးနှလုံးကိုကျဲချတိုက်ခတ်ခဲ့လို့လည်းသိရှိရပါဗျ။မြေပြင်မှာအထိနာနေတဲ့စစ်ကောင်စီတပ်ဟာလက်လက်ကြီးရလေရင်တွေနဲ့ပို့အိုဒေတာကိုပုံမိုတိုက်ခတ်ဖျက်ဆီးနေတယ်လို့လည်း PNL ကထုတ်ပြန်ထားပါဗျ။ဒါအပြင်မလ18ရက်နေ့မှာမဲနယ်တောင်ဒေတာဗန်ကုန်းရွာနေရွက်ရလူကြီးဥခွန်ထွက်တီကိုလည်းတပ်ဖြတ်ခဲ့ပါသေးတယ်။ကြက်ဖက်စစ်တရဲတပ်ဖြတ်ချင်းရောခရရသူဥခွန်ထွက်တီဟာကျေးရွာတိုးတဲ့မြို့ရေးစေဝါကင်းစင်ရေးမှာတက်တက်ကြွကြွပါဝင်သူတိုးဖြစ်တဲ့အပြင်ပြီးခဲ့တဲ့2020အထွေထွေ က်ကောက်ပွဲမှာ NLD ပါတီကိုအားပေးထောက်ခံသူတိုးဖြစ်တယ်လို့လည်းသိရှိရပါပါရှင်။ မကွေးတန်တဲ့တဘောက်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတန်နမ်မောင်မြို့နယ်အတွင်းမှာစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်ဆောင်းနေသူတွေအားလုံးကိုစည်ရေးပြစ်မှတ်ဖြင့်ပြတ်သားစွာတိုက်ခိုက်သွားမယ်လို့နမ်မောင်မြို့နယ်တော်လိုင်းအင်အားစုတွေကမတ်လ20ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ဂျက်ဘက်စစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်ဆောင်းနေတယ်။အုပ်ချုပ်ရေးမှုယာယီမှုတည်င်းပေးဒလန်လူရည်စင်းကောက်သူမှန်သမျှကိုတိုက်ခိုက်သွားမယ်လို့လည်းနမ်မောင်မြို့နယ်တော်လိုင်းအင်အားစုစီကထုတ်ပြန်ကြေညာချက်ရသိရှိရပါတယ်။အဲ့ထုတ်ပြန်ချက်ဟာန မျက်မှောက်မြို့နယ်အတွင်းအဖွဲ့တွေအားလုံးအားလုံးညီညွတ်စွာ နေထိုင်လုပ်ကင်ဆောင်ရနေရဆိုတာကိုပြသရာရောက်တယ်လို့စစ်ကောင်စီလက်ပါစီတွေကိုလည်းစည်ရေးပြစ်မှတ်နေတဲ့တိုက်ထုတ်မှာဖြစ်ကြောင်းကြေညာတာဖြစ်တယ်လို့လည်းမျက်မှောက်မြို့နယ်တော်လိုင်းအင်အားစုတွေစီကနေသိရှိရပါတယ်။ ဒီထုတ်ပြန်ချက်ကိုနမောက်မြွနဲ့တော်လန်းအင်အားစုတွေဖြစ်ကြတဲ့နမောက်ပကဖာ93ညနဲ့တရင် NPDF 93တရင်တက်ခွဲ1ဂလုံ PDF 93တရင်တက်ခွဲ3တိုက်တောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ငပြင်းမြပျောက်ကြားတပ်ဖွဲ့ဘေးတနိုးလောက်ကန်ချက်တဲ့နဲ့တပ်ဖွဲ့ဘေးတနိုးလောက်ကန်ဂျိုးချာနီတပ်ဖွဲ့အောင်ဆန်းလန်း OPIFBL အဖိနှိတ်ခံပြည်သူ့တော်လန်းအင်အားစုအဖွဲ့တွေကပူးပေါင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်ရှင် ဒီတစ်ခါမှာတော့ရှိုင်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်စစ်စည်းကုန်းကျွာနီးမှာအင်စည်းကနဲ့လိုက်ပါလာတဲ့စစ်ကောင်စီတပ်သား2ဦးကိုပြစ်ခတ်တိုက်ခတ်ခဲ့ရာကနေ2ဦးလုံးသေသွားပြီးတနက်နှစ်လက်ကိုတင်ဆက်ရရှိခဲ့လို့ရွာငံ PDF JPRF တပ်ဖွဲ့စီကသိရှိရပါတယ်။မလ20ရက်နေ့မနေ့8နိုင်ခွဲလောက်မှာရွာငံမြို့နယ်စစ်စည်းကုန်းကျွာတောင်ပဲချမ်းကို အင်းစည်းကားနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်တပ်သားဒုတကြက်တအူးနဲ့ပြူစောတီတအူးကိုပြစ်ခတ်တိုက်ခတ်ခဲ့ရမှာနှုတ်လုံးပွဲချင်းပြီးထေသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ထေသွားတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတီစီကနေ AK47 တနက်တလဲကာပန်တနက်တလဲလက်ပစ်ဘုံတစ်လုံးနဲ့အခြားပစ္စည်းတွေကိုတင်းဆဲရရှိခဲ့လို့လည်းသိရှိရပါတယ်။ဒီတိုက်ခတ်မှုမှာဂျိုးပြူတော်လိုင်းတပ်ဖွဲ့ရွာငန် PDF JPIF ကရဲဘော်တွေဟာ ကြိုတင်သတင်းရရှိတာကြောင့်အခုလိုအသင့်ဆောင်ဆိုင်ကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရခြင်း ဒီတစ်ခါမှာတော့တောင်ပြည်နယ်မှာတစ်တုံညာနှစ်ခုဆစ်စည်ကာလအတွင်းမှာအကြက်ဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့်တေဆုံသွားသူတွေရဲ့မိသားစုဝင်တွေနဲ့ပျက်စီးသွားတဲ့နေ400ကျော်အတွက် PSLFD ရဲ့နယ်လေကကြက်သိမ်းပေါင်း4000ကျော်ကို ထောက်ပံ့ပေးခဲ့လို့သိရှိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကနန်ခမ်းနန်းစံမန်တုံနတ်မတူနယ်မိုင်းငော့မြို့နယ်တို့မှာအကြက်ဖက်စစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်နေအိမ်420လုံးဝန်းကျင်ထိခိုက်ပျက်စီးခဲ့လို့လည်းသိရှိရပါတယ်။ တယ်။ပျက်စီးသွားတဲ့အင်ရှင်မိသားစုတွေကို PSL တရားနယ်လေအုပ်ချုပ်ရေးဌာနကဌာနမှုဗိုလ်မှူးချုပ်တာကူကြားနဲ့တာဝန်ရှိသူတွေကတွေ့ဆုံကအခမ်းအနားနဲ့တွားရောက်ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ထိခိုက်ပျက်စီးသွားတဲ့နေအိမ်တွေပြန်လည်ထူထောင်နိုင်ရေးအတွက်လည်းထိခိုက်ပျက်စီးမှုပေါ်မူတည်ပြီးအဆင့်အအဆင့်ဘီနဲ့အဆင့်စီတတ်မှတ်ကပေးအပ်ထောက်ပံ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။နေအိမ်တွေပျက်စီးမှုတွေအတွက်ထောက်ပံ့မှုပြင်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးထိခိုက်မှုတွေကြောင့်တေဆုံးသွားတဲ့ကြံရည်သူမိသားစုဝင်တွေကိုလည်းသတ်မှတ်ထားတဲ့ထောက်ပံ့ငွေတွေကိုပေးအပ်ခဲ့လို့လည်းသိရှိရပါတယ်။ထောက်ပံ့ငွေတွေပေးအပ်ထောက်ပံ့ရမှာ PS Celebrity Channel အပြင်တောင်းရက်ဘက်အဖွဲ့အစည်းအချို့လည်း Light Land ပေးအပ်ထောက်ပံ့ပေးခဲ့လို့လည်းသိရှိရပါတယ်။ PS Celebrity Channel ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ကြံမြို့နယ်တွေကိုလည်းဆက်လက်ပေးအပ်ထောက်ပံ့သွားမယ်လို့လည်း PS Celebrity Channel ကသတင်းထုတ်ပြန်ထားပါရဲ့ရှင်။ စကန်းတန်တဲ့တဘောကိုတင်ဆက်ပေးကြပါမယ်။စကန်းတန်ရှင်ဘုံမြို့အမှတ်လေးရက်ွက်အတွင်းလဖေးဆိုင်ဒီဇိုင်းမှာအကြံဖက်စစ်ကောင်စီကအမှတ်လေးရက်ွက်အုပ်ချုပ်ရေးမှူးနွမ်းနွယ်ဦးခကျွဲမကိုပြစ်ခတ်ရှင်းလင်းရကနေတေးသွားတယ်လို့ရွှေဘုံအာမန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါဗျ။မလ20ရက်နေ့မနေ့10ရက်နေ့ကျော်လောက်မှာရွှေဘုံမြို့အမှတ်လေးရက်ွက်ပြီးတော့သားငါးလန့်ထဲရွှေလက်ပွားလဖေးဆိုင်မှာထိုင်နေတဲ့အမှတ်လေးရက်ွက် အောချိုရဲမိုးနန်းရွယ်ကူခကျဲမကိုဝင်ရောက်ပြစ်ခတ်ရှင်းလင်းခရမှာနေရာမှာပဲပွဲချင်းပြီးတည်သွားတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။တည်ဆုံးသူအောချိုရဲမိုးစီကနေ9.56ကြီစေတော့ ကိုလုံးကြည်စေတော့အမတ်လေးရက်ွယ်အုပ်ချုပ်ရေးမှုတစ်စိတ်တုံးတစ်ခုမှတ်ပုံတင်တို့ကိုတင်ဆက်ရမိခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်အကြက်ဖက်စစ်ကောင်စီကထုတ်ထားတဲ့စစ်မှုထမ်းဖိတ်ခေါ်မှုလက်ကမ်းစာဆောင်နဲ့ပင်စင်စားတွေကိုထုတ်ပြရဆော်ရဲစာတမ်းဖိုင်တစ်ခုဖုန်းတလုံးတစ်နက်အတူတလက်နဲ့ဓမြောင်တစ်ချောင်းတို့ကိုလည်းတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။ဒီပြစ်ခတ်ရှင်းလင်းမှုကိုရွှေဘူအာမန်မြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့ တင်ခအာမန်မြို့ပြပြောက်ကြားတပ်ဖွဲ့ကိုပူးပေါင်းကဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ကာအသက်သွင်းဆောင်ရွက်နေမှုပေါ်ကိုအမျိုးသားညညရေးဆိုရအညွကြီးအမျိုးသားညညရေးတိုင်ပင်ခံကောင်စီ NUCC တို့အနေနဲ့လက်တွေ့ကျထိရောက်တဲ့လုပ်ငန်းစဉ်တွေကိုအကောင့်ထဲပို့ရန်တွင်ရန်ကုန်ခြေစပ်တက္ကသိုလ်ကျောင်းသားတက္ကသိုလ်များတက္ကသများရန်ကုန်နဲ့ ကျောင်းသားလယုံတက်တော်ကလာတာတို့ကအိတ်ဝင်ပေးစာထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးလူမှုပေါ်ကိုဖိနှိပ်လာမှုတွေဟာအခုရပိုင်းအတွင်းမှာပုံမပြင်းထန်လာတာကိုတွေ့ရတယ်လို့လည်းမတ်လ20ရက်နေ့မှာထုတ်ပြန်တဲ့အဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာဖော်ပြထားပါတယ် NUG နဲ့ NUCC တို့အနေနဲ့ပုံမလက်တွေ့ကြတဲ့ပေါ်မထရောက်တဲ့လုပ်ငန်းစဉ်တွေကိုဆောင်ရွက်နိုင်မဲ့လိမ့်မယ်လို့လည်းမျှော်လင့်ကြထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဒါပြင်ပြည်သူလူထုအတွက် အန်ယူဂျီနဲ့လက်တွဲဆောင်ရွက်တိုက်ပွဲဝင်နေတဲ့လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေအခြေဆက်ရာဒေသတွေနဲ့လူမျိုးနယ်မြေတွေမှာခိုလွန်ခွင့်ရရှိနိုင်ရန်အတွက်ညှိနှိုင်းဆောင်ရွက်ပေးတာစစ်ကောင်စီရဲ့တိုက်ခတ်မှုရန်ကနေပြည်သူတို့ကိုအကာအကွယ်ပေးတာနဲ့ NUCC NUG တို့အနေနဲ့စစ်မှုထမ်းဥတွေနဲ့ပတ်သက်ပြီးလူမျိုးစီကိုတိကျရှင်းလင်းတဲ့ထုတ်ပြန်ချက်တွေအသိပညာပေးချက်တွေကိုထုတ်ပြန်ချပြတာတွေနဲ့ လူမှုပိုစစ်မှုရန်ဥပဒေကိုစန့်ကျင်အားခံရန်အတွက်စနစ်ကျတဲ့လုပ်ငန်းစဉ်တွေလမ်းညွန်ချပြတာတွေကိုလှုပ်ဆောင်ရန်အတွက်တက္ကသများရန်ကုန်နဲ့ကလာတာတို့ကတိုက်တွန်းအကြိမ်ပြုထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။